HK Entertainment ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်တို့အားလုံးပဲမင်္ဂလာပါဒီ channel ကနေပရိသတ်တို့အတွက်ဇလံကောင်းများစွာတင်ဆက်ပေးနေတာဒီကနေ့မှာတင်ဆက်ပေးခြင်းနဲ့ဇလံလေးရတော့စာရေးသူမိုးမိုးအင်ယာရေးသားထားတဲ့အိမ်နီးချင်းဆိုတဲ့ဝိထုတော်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပရိသတ်ကြီးအားလည်း channel လေးကို like နဲ့ subscribe button လေးနှိပ်သွားပေးပါဦးနော်ဇလံလေးကိုနားဆင်နေကြ BBN လေးဖွင့်ပြီးနားဆင်ပေးဖို့လည်းမြစ်တာရခင်ပါစီ ကျေးဇူးပါရှင်။ဒါဆိုရင်တော့ဇလန်းလေးကိုစားလိုက်ပါတော့မယ်။မောင်ကြီးဟိုဘက်နှစ်အိမ်ကျော်ကမောင်ကြီးငါကြွေးတဲ့လာဖိတ်တယ်။မောင်ဝင်သွားလိုက်နော်။ဟာမောင်နောက်ကျနေပြီ။အေးပဲသွားလိုက်ပါနော်။ဒီနားကလူတွေနဲ့လည်းရင်းနှီးသွားအောင်မိန်းမဆိုတော့ပိုကောင်းတာပေါ့။ကျမတို့ဒီရက်ွက်ကိုပြောင်းလာတာမှတိတ်မကြသေးပါ။အနီးအနားမှာလူတွေနဲ့လည်းမရင်းနှီးလာသေး။ကျမတို့လည်းစကားနေပြီ။ သူတို့ကလည်းအရေးအကဲကြည့်ရှုရေးအဝေးမှသာအကဲခန့်နေကြဟန် တူတာကြောင့်ဒဇင်းတွေတပွဲဖြစ်နေကြရသေးတယ်။တကယ်တော့ကျမအရောတဝင်ဆက်ဆက်ဆူဆူနေတဲ့သူတွေကို နှစ်သက်သူမဟုတ်ပါဒီလိုရက်ွက်မျိုးမှနေရင်ဒီလိုဆက်ဆက်ဆူဆူရောရောနောနောဖြစ်လာမှကိုသိတာကြောင့်အစအပင်ခက်မှန်မှန်နေတာကောင်းတယ်လို့ယူဆမိတယ်။ဒါပေမဲ့လူဝိတရားအရာတာရေးနာရေးကိုတော့ဆောင်ရွက်ရပြီမယ်။ ကျမအလူအိမ်ကိုရောက်ချိန်ဝင်လူအတော်ဆုံနေပြီ။နောက်ကျမှလည်းဝင်လာ။လူကလည်းမျက်နာသေးဖြစ်တာကြောင့်အားလုံးလိုလိုအားကြည့်နေကြတယ်။အိမ်ရှင်မနဲ့တူတူအားကျမကိုနေရာပေးရင် ဖိတ်ခေါ်တယ်။လက်ဖက်ရည်ဝိုင်းမှာထိုင်သူနဲ့အမျိုးသမီးတအုပ်ကဥစွာကျမလုံချင်ကိုတည်တည်ချာချာစိုက်ကြည့်ရင်စကားစားတယ်။ဒေါ်လာမြိုင်တို့အိမ်ကိုပြောင်းလာတာမဟုတ်လား။ဟုတ်ကဲ့။ဘဲကပြောင်းလာတာလေ။ရန်ကုန်မြို့ရဲရပါ ။အော်မြို့ထဲမှာဘာလို့မနေတာလဲ။တယောက်ကကြားပြန်မေးလိုက်တယ်။ကျမအလိုက်တင်ပြန်ပြေးနေရတယ်။မျက်နှာကိုလည်းအချိုဆုံးပြုံးထားမိတယ်။ဒီလူတွေကအရှိတပြင်းဆက်ဆံရမယ့်သူတွေမဟုတ်ပါလား။မြို့ထဲမှာနေတာလက်ထက်ပြီးအိမ်ရှာလို့မရသေးတာနဲ့ခဏနေတာပါ။အတိအိမ်လား။မဟုတ်ပါဘူး။ကျမကျမရောက်ခမတွေအိမ်ပါ။ဟုတ်လား။ဟုတ်မှာဘာလို့မနေတာလဲ။ရောက်ခမနဲ့မတည့်လို့လား။ ဖယားရင်ဒီလိုဒေတိုကြီးမေးလိုက်လိမ့်မယ်လို့ကျမမထင်အမတ်တမဲအကြောင်းတိုက်ဆိုင်ရလင်ကျမမျက်နာပြတ်သွားမိတယ်မတ်မဟုတ်ပါဘူးဟိုမှာလူများလူပါကိုအိမ်နဲ့ကိုလည်းတက်တက်ရရနေချင်တာနဲ့ဒီမြဆက်စုလာကြသည်မို့ကျမကြကြမနေချင်တော့ပါ မုံစာပြီးအိမ်မှာကလေးငယ်ရှိနေလို့ဆိုကမြန်မြန်ပြန်လာရတော့တယ်ဒီလိုဆက်ဆက်စုစုလူတွေနဲ့ကြာရှည်နေလို့ဖြစ်ပါမလားလို့ ကျမစိတ်ပူမိတယ်။မဖြစ်တော့လဲဖြစ်အောင်ကြိုးစားပြီးနေရပြီမယ်။ရန်ကုန်မြို့မှာအိမ်ရှာရတာအခက်တာ။ကျမတို့လက်မထက်ခင်ကလေးကအိမ်ရှာကြသည်မှာရခုကလေးတယောက်ရပြီးတာလီလေးလာရမှပင် စိတ်တန်းကြအိမ်ကိုရှာတော့တယ်။လမ်းပန်းအဆက်အသွယ်မကောင်း၍ရက်ကွက်မတန်း၍အိမ်ရမကောင်း၍စသဖြင့်မောင်ကစိတ်တန်းမကြခဲ့သလိုရေရှား၍အိမ်သာကိုနှကန်းတွဲတုံးရ၍ အိမ်ရှိမှရေချိုးရမှာဖြစ်ပြီးစသဖြင့်ကျမကြေးများခဲ့တယ်။အိမ်ရှင်တွေကလည်းလူတိုင်းကိုအိမ်ငားမတင်ခြင်းကြောင့်လူများသလားဗနဲ့ရောက်လဲကလေးပါသလားစသဖြင့်ပြန်လဲစစ်ဆေးသေးတယ်။အိမ်လားကမှန်မှန်မရမှာစိုးလို့ထင်တယ်။ကြောက်ကြာဘာလို့တလဲလို့မေးတတ်သေးတယ်။အခုမှစိတ်တန်းကြဒီအိမ်လေးကိုတွေ့ခဲ့တယ်။အိမ်ချေစိတ်တော်လဲကျမတို့အိမ်ကတီးတဲ့အိမ်လုံးဖြစ်တယ်။အိမ်ရှင်ဟာတလန်းထဲမှာ အိမ်တလုံးတက်တက်နေတယ်။သူတို့ကမူအေးဆေးပုံရတယ်။ကျမတို့လည်းတာအမိ၃ယောက်အိမ်ဖော်ဒေါ်ကြီးနဲ့မလေးယောက်မို့လူများလာတယ်လို့မဆိုတာ။ညမအေးဒီဟာညမရှိလား။အိမ်ရှိမှခေါ်တန်ကြာပြီးထွက်ကြည့်မိရာအိမ်တွင် ရောက်ကမနဲ့မတဲလို့လားလို့တိတိကြကြမေးခဲ့တဲ့အတော်ကြီးကိုတွေ့ရတယ်။အတော်ကြီးဆိုတော့လေပြုတ်ပြုတ်ပြင်းပြင်းနုနုပြူပြူပင်ဖြစ်တဲ့သူဟာပြုံးရင်အိမ်မော်တက်လာရင် ဘလောက်စ်အင်ကြီးပုံစံလေးများရှိရင်ခဏလောက်ကွယ်အိမ်ရသမီးရချုပ်ချင်လို့ရလေဟုတ်ကဲ့ရပါတယ်တော်တော်လာလေထိုင်မောင်းကျမဝိကျေဝိကျေဝိကုံသာခေါ်လိုက်တော့လေသူဟာတကယ်ပင်တက်လာပြီးအိမ်ရှိခန်းတွင်ပဲမထိုင် ကျမဝင်ခဲ့ရအိမ်ခန်းထဲထိလိုက်လာတော့တယ်ကျမမြန်မြန်ကိစ္စပြီးစီရန်တစ်တာထဲမှာအင်ကြီးတုံးလေးတဲ့ထုတ်ပေးလိုက်တယ်သူဟာအင်ကြီးတွေကိုရွေးဟန်ပြုရင်း အိတ်ခန်းကိုမျက်စိဝေ့၍အကဲခတ်တယ်။ကျမတို့အိမ်မှာကျမတို့မှာအိမ်အောင်တဲ့ထူထောင်စားမို့ပရိဘောကတိတ်မရှိသေးပါ။ဂရင်အပ်ထားတာပဲမရသေးတာမို့ကြံကင်းမှာအိတ်ကြရတယ်။သူ့အကြည့်တောင်းကျမပဲမိမပြပြရှက်သွားမိတယ်။ဘာမှတော့မပြောမိချင်းသူနှစ်သက်ရာအင်ကြီးတစ်ထဲရွေးပြီးအိမ်ရှိပြတ်ထွက်လာက ထိုင်လိုက်သေးတယ်။ပြန်မဲ့ပုံမပေါ်သေးတာကြောင့်ကျမအိမ်ရှင်ပြပြစကားရှာပြောရပြန်တယ်။ ဒေါ်တော်တို့အိမ်ကဘယ်နားမှာလဲဒီကောင်းရင်အိမ်လေးကွယ်ဒီတော့မှပဲမနှံ့မိုးလေးရင် ကလေးတွေကိုအောင်းငေါစုပူနေဒီမှာ သူပင်ဖြစ်မယ်လို့တွေးလိုက်မိတယ်ကလေးကဘယ်နှလားရှိပြီလဲကလေးကိုမြူရင် သူ့အမေတယ်လေးလာပါအင်းထွားတာပဲသူ့အဖေကဘာလုပ်လဲလာကြည့်ပြီသူ့လမ်းစဉ်နဲ့သူ့ချီတက်လာကြည့်ပြီစာပုံနှိပ်တိုက်မှာလောက်ပါတယ်ဩဆက်သမားလားမဟုတ်ပါဘူးစာပြေမှာ ဘာရဲ့စာစီသမားလားမဟုတ်ပါဘူးစာပြင်းပါစာပြင်းဆိုသည်ကိုသူကောင်းကောင်းသိပုံမပေါ်ပါကျမတို့အိမ်အခြေအနေကိုကြည့်ရလေသူအထင်သေးနေပုံရှားတယ်တကယ်တော့ကျမတို့အိမ်မှာမောင်အီချင်းကိုသိနိုင်တဲ့မောင်စာအုပ်စင်ကြီးဟာထီထီမာမာရှိနေတော့လေသူဟာစိတ်ဝင်စားပုံမရပါမောင်ဟာမိဘပိုင်ပုံနှိပ်တိုက်တွင် ပုံနှိပ်ထုတ်ဝေတဲ့အလုပ်ကိုဦးစီးလောက်ကင်နေသူလို့ကျမမပြောမီ လုပ်ငန်းဟာမိဘပိုင်ပဲကိုတို့နဲ့ဘာမှမဆိုင်ဘူးကိုကတာမန်အလုပ်သမားပဲဒါကိုအေးနားလေထားရမယ်မောင်ကဒီလိုပင်မကြာခဏပြောခဲ့တယ်ပြီးတော့ကြွားဝါတာကိုလည်းမောင်ကမုန်းတယ်မိမပဲမယ်မိမနဲ့မတူစရာလို့မောင်ကတင်တယ်ကျမမောက်မရပါလူငါလာကဘလောက်ပေးရလဲကျမမောင်လာကကိုတိုက်ရိုက်မေးလိုက်မယ်လို့ထင်တော့လေမြအူကတက်တက်မလားတဖက်မှာ꿰လာတယ်၄၀ပါ အင်းပေးရမှာပေါ့လေကိုကွဲမရှိတော့လဲထားရမှာပေါ့ဒါနဲ့အဲညမနာမည်ဘသူအေးအေးပါအေးအေးယောက်ျားဝင်ငွေတော့အကောင်းသားမို့လားဟုတ်ကဲ့မစိုးလာပါအောင်သူဟာစာရေးဆရာလားစောစောကစကားကိုပဝင်ကြပုံမပေါ်သူတိလို့ဒီကိုထက်မေးပြန်နေဟုတ်ကဲ့စာလဲနည်းနည်းပါးပါးရေးပါတယ်သူဟာဆက်မေးရမအောင်မကောင်းတော့မှန်တိလာပုံရတယ်ကလေးကိုသာမြူနေတယ် ခဏကြာရင်တမျိုးတပုံဆလာတော့မှအတမသိနေတယ်။စိတ်လဲပြန်ရဲလဲရဲခြင်းနေမိတယ်။ထိုအခိုင်မိဖို့ဆောင်မှတော့ငယ်ဟာအေးအေးရေငါအဒီအတိုင်းချက်မလားကြော်ပြီးမှချက်မလားလို့လှမ်းမိတာကြောင့်ခဏနော်လို့ဆိုကမိဖို့တွေဝင်ခဲ့တယ်။တမတော်တော်နဲ့ပြန်ထွက်မလာပဲနေမှပြန်အောင်မယ်ဟေးလို့ဆိုကသူပြန်သွားတယ်။မိဖို့တွေဝင်လိုက်မလားဒီမှာတော်သေးရဲ့လို့တပြင်းချမိတယ်။မြောင်းလက်နဲ့တော့ကလောက်လေးဝဲခဲ့ပါအောင်မောင်ကြီး ဘာလို့ဖို့လဲအေးရဲ့အိမ်ရှိဖနှက်ချွတ်တကားခတ်ဖို့လေအေးရရန်ကုန်မြို့လေရတိုက်ခန်းလို့တော့အမြဲခတ်ထားမလို့လားဒီလိုနေရာမှာဒီလိုတိတန့်ကြီးလုပ်နေလို့ဘယ်ကောင်းမလဲအေးရဲ့အားလုံးကဒီလိုပဲတကားပွင့်နေကြတာပဲဒါရက်ွက်လေအလိုက်အထိုင်နေရမယ်ကျမဒေါ်ဆတ်စုကြီးအကြောင်းပြောပြလင်းမင်းမောင်ဟာဒီလိုပဲအလိုက်ထိုင်နေရမယ်လို့ပြောအောင်ပါမို့နောက်ထပ်ဘာမှမပြောမိတော့ပါတတ်နိုင်သမျှခက်အေးအေးနဲ့ စကားနဲ့နဲ့နေခဲ့တယ်။အိမ်ဒီနာချင်းမှန်သမျှပြုံးတံပြုံးပြောတံပြော၍မောင်ပြောသလိုအလိုက်အထိုင်နေလိုက်တယ်။သို့တော့အလိုက်အထိုင်နေရသည်မှလည်းမလွယ်လှပါ။အေးအေးကြီးဈေးဟုလား။ဟုတ်ကဲ့မမနုဈေးကျန်အောင်ဆွဲ၍တက်ခဲ့ပြီးနှစ်အိမ်ကျော်အရောက်တွင်ဒေါ်နူးနူးအားနှုတ်ဆက်တယ်။ဒေါ်နူးနူးဆိုတော့လေရုပ်ကသူ့လောက်မနူးလို့တဖက်မှဒေါ်ဆတ်စုပြောပြထားပြီးနာမည်သိထားရတယ်။ ဒေါ်ဆတ်စုမှာကျမပေးတဲ့နာမည်ဖြစ်ပြီးသူ့အမေဟာမက်ရှင်မြင့်ဖြစ်တယ်။သူ့ကိုယ်သူမမတ်မြင့်လို့ပြောပြီးယခုတော့ကျမကလည်းမမတ်မြင့်လို့နှုတ်ကြိုးနေရပေပြီ။ဈေးမသွားနိုင်လို့အေးရဲ့နုနုဖို့ကြက်တချမ်းလာဝဲခဲ့စမ်းပါ။ကျမခေါင်းငိမ့်ပြပြီးအိမ်ဘက်ကိုပြန်လှည့်ရပြန်နေ။ကျမဈေးသွားရင်ပတ်စံကိုဝယ်လာရုံသာကန့်တက်၍ထွက်သွားလေရှိတာကြောင့်အပေါ်မပါပါ။ ပတ်စံပေးလိုက်မဲ့ပုံလဲမပေါ်တောင်းရမှလည်းမကောင်းတတ်ပြီပတ်စံပင်ယူရပြန်နေကျမမမနုခေါ်တော့လေသူ့ကိုယ်သူနူးနူလို့သာပြောတဲ့ဒေါနူနူဟာကြက်တချမ်းကိုစောင့်ယူပြီးပတ်စံပေးရန်ကုန်မူတတိယပုံမပေါ်နောက်နေ့ညတွေမှလည်းမပေးထက်ပင်မှားလိုက်သေးတယ်နောက်ကျမဩမေလို့အေးကိုဈေးပိုးပေးရအောင်မယ်လို့ဆိုကငါးကြက်တန်တရွတ်ထုတ်ပေးတယ် သူမာရာကငါးချက်ဖို့မကတော့လဲကျမအားနာပြီးဘာမှမပြောမီသူကလည်းဘဲ၍ဘဲများကြတဲ့လဲလို့မမေးချင်နောက်ထပ်ဈေးမာတဲ့အခါတွင်မူမရခဲ့ဘူးနုနုရေ ဟောတော်မေးလာခဲ့ပြီစသဖြင့်ကျမပြောင်းလဲတော့တယ်ရက်ခုတော့ကျမပင် အမှုအရာကောင်းကောင်းလုပ် အမှုအရာကောင်းကောင်းလုပ်တတ်ပေပြီအေးရေဘာဟင်းတွေများချက်နေလဲပြောပြောဆိုဆိုနဲ့နောက်ဖေးထိဝင်လာတဲ့မမြတန်းဟော တွေ့ရရင်သူဟာကျမနဲ့ရွယ်တူဖြစ်၍ဒီနားတော့ိုက်တွင်တော့တငယ်ချင်းလိုပေါင်းနေရတယ်။ဆန်သွားထုတ်လဲအတူတူနှုတ်မုံသွားထုတ်လဲအတူတူ အဖော်ပြုတ်နေရတယ်။ကျမနဲ့ရွယ်တူဆိုတော့လဲသူ့မှာကလေး၅ယောက်အမေဖြစ်တယ်။ဒါကြောင့်လဲသူ့လာရင်သူ့နောက်ကကလေးတွေတပြုံဓမ္မကြီးပါလာတတ်တယ်။စော့သူဟာစော့ကျမသားလေးကိုခြေသူအချင်းစာအုပ်တွေဖွာသူဟာဖွာနေသူတို့လာရင် တမျိုးစိတ်ညစ်ရပြန်နေ။ ။ဘာမှမချက်ပါဘူး။တောင်ငယ်လှုပ်နေတာပါ။လာလာအိမ်ရှိသွားမယ်။ကျမသူ့ကလေးတွေပေါအောင်တင်းကျုံကောင်းရင်အိမ်ရှိကိုမြ мян ထွက်ခဲမိတယ်။ခရစ်စတစားသူများလာပြလို့အေးကိုလာဆက်ရလေ။တကိုင်းဆောင်ဆိုတော့အကုန်လဲမယူကြမအောင်။ရောင်းတဲ့သူကလည်းတကိုင်းလုံးယူမှားတယ်။အေးနဲ့ကုံနဲ့လက်ပြတ်တည်းစီစက်ချုပ်ရအောင်။သူကခရစ်လိုင်းကြီးအစိမ်းရင်လေးကိုထုတ်ပြတယ်။ဈေးက30ခွန်နဲ့လဟာပြင်မှာ40မဟုတ်လား။ ဘလောက်များกว่าလို့လဲမမြတမ်းရဲ့ပြီးအေးနဲ့အဲ့ဒီအယောင်နဲ့လဲမလိုက်ပါဘူးလက်ရှိဆိုရင်လဲမဝင်နိုင်သေးပါဘူးကွအိုးကိုရူကတော့လိုက်လိုက်မလိုက်လိုက်ဝစ်လိုက်တာပဲကြွကြတာမှတ်လို့ပြီးအင်းကြီးဆိုအယောင်ဆုံးမှာစိတ်แท้ကျေနေတာသူ့ဝါသနာအတိုင်းခကြွကြွပြောရင် အဖြူတထဲထဲနဲ့ကျဲနေတဲ့ကျမကိုလဲချိတ်လိုက်သေးတယ်သူ့ယောက်ျားလာက180ခန့်ရတယ်ဆိုပေမဲ့သူ့မှာတထွန်လုံးကြီးအယောင်ဆုံး ခရစ်လိုင်းကြီးရောင်စုံဝင်နိုင်တယ်။ကျမတို့မှာမောက်ကိုလာကအပြည့်ထောက်ပံ့နေ250ခန်းကိုအိမ်လာကမိကသတင်းစာက မောက်စာအုပ်ဖို့အိမ်စရိတ်စသဖြင့်အံဝင်ခွင့်ကြတပြားမှမပူပါ။ကျမမတောက်တစ်ခေါက်ရေးတဲ့စာမှုကလေးတွေနဲ့ဒေါငဲ့လာစာပေးရတယ်။တခါတရံပို့ရင်အဝတ်အစားဝယ်တယ်။ကျမလည်းအဖို့ရအောင်တယောက်တည်းကလေးတစ်ပတ်နဲ့မို့အိမ်အလုပ်လည်းမနိုင်မနေမဖြစ်ရအောင် မောင်ဟာအိမ်ပေါ်ငှားပေးတော့လေထိုအတွက်ဇေယိတ်ကိုမူကျမပြန်ဖြည့်ပေးရတယ်။အေးတို့များကလေးတယောက်ရှိသည် မဝင့်နိုင်မစားနိုင်ရှိလိုက်တာ။ကိုတို့များခုမှကလေးတွေများလာလို့အရင်လင်မယားနှစ်ယောက်တည်းဆိုအသည့်အစမ်းပေါ်ပြီးဟေးဆိုခါပေါ်တင်ရမှာအခုတောင်လာကထုတ်ရဆိုဖော့ခရစ်ဝဲဝိမလို့အဝတ်တာမဝင့်နိုင်ရှိရမယ်မစားနိုင်တော့မရှိရပါဘူးမမြတန်းရင်မောင်ဟာအဝတ်ထက်အစားကိုပုံမှတ်တယ် ကောင်းကောင်းစားမှကျန်းမာမာတဲ့စာအုပ်ဖို့ဆိုလဲမနှမြုံကျမပိန်လီသေးခွေတဲ့သူ့လက်လေးတွေကိုကြည့်ရင်ပြန်ပြောမိတယ်ပြောမဲ့သာပြောရတယ်ကျမတို့အယူအဆသူတို့ဝါဒနဲ့ကိုက်ချင်မှကိုက်လိမ့်မယ်ရှင်ကြည်ချက်ကလည်းတူတာမဟုတ်ဝါသနာချင်းရလည်းဘာမှမဆိုင်အတိချင်းရလည်းတမျိုးစီဒီပတ်ဝန်းကျင်ကြားမှာ အားလုံးနဲ့တက်အောင်နေရတာကျမအခက်ခဲဒါတွေအားလုံးမအောင်ပြောပြရင်လည်း လူတွေနဲ့နေဒီလိုပဲပေါ့ဒါအစမ်းမဟုတ်ဘူးအေးရဲ့ပြဿနာတွေဟာအသေးအဖွဲပဲမောက်မှာဒီထက်အုံနောက်သုံးစရာအလုပ်တွေအများကြီးရှိတယ်လို့ပြဿနာတွေကို သူ့စီတည်မလာစေရန်တားမြစ်တက်တယ်။မောင်ပြောတာဟုတ်သားပဲ။ဒါတွေဟာအသေးအဖွဲတွေပဲ။အဲ့လိုဆိုကကိုကူကိုတရိပ်ပေးရတယ်။ကြာတော့လေဒီလူတွေကြားထဲမှာ ကိုပါတေးတိမ်မြုပ်ကဲသွားမှာစိုးမိတယ်။လူဆိုဒီမှာခတ်တယ်။ ပြီးတော့မိမမို့ပို့ဆိုတယ်သူများအတင်းပြောရင်ကိုကပါဝင်ပြောကျင်တယ်သူကပြန်ရင်ကိုကပါပြန်ပြိုင်မိတတ်တယ်ဒါကြောင့်လဲမိမပဲမိမိမနဲ့မတူစရာလို့ဆုံးမရတယ်သူဆုံးမနေတဲ့ကြားပင် အလွန်ညံ့ဖြစ်နေအပြုတ်မှုတစ်ခုကိုကျမပြုတ်မိတယ်ကျမအလွန်ရှက်ရွံ့နေရံဖြစ်ခြင်းမှာချိန်ရင်အိမ်မှာမတ်တင်လိုက်အောင်တော့ခက်အေးအေးနေတာကြောင့်ကျမခင်းနေတယ် သူမဟိုအိမ်ဒီအိမ်ကူးတန်းတာမတွေ့ရ။အော်ကျဲဟစ်ကျဲစကားပြောတာလဲတကားမှမကြမီ။ကျမလိုပင်ကလေးတယောက်နဲ့ခက်အေးအေးနေသူဖြစ်တဲ့။သူဟာကျမတို့အိမ်မလာတတ်တော့လဲ။ကျမသူ့အိမ်ကိုကူးသွားခြင်းဖြစ်တဲ့။သူ့အိမ်တွင် အချုပ်ဆက်ရှိတာကြောင့်ဖြစ်တဲ့။ကျမချုပ်လို့သမျှအင်ကြီးစားလေးတွေကိုကိုင်းညက်ပြီးအချီလုံးမှယူရင်းသူ့အိမ်တွင်သွားချုပ်ရတယ်။သူကလည်းကြည်ကြည်ပြူပြူလက်ခံခဲ့ပါတယ်။ ဒေါ်ဆတ်စုအိမ်တွင်ဆက်ရှိတော်လဲသူ့အိမ်ကိုမူမသွားဝင် မတ်တင်တင်လှိုင်ကိုအေးတယ်လို့ယူဆခဲ့တဲ့ကျမနင်းနီကကဆက်ဆန်တော့မှစကားအတော်ပြောတဲ့မိန်းမဖြစ်ကြအံ့ဩစွာသိရတော့တယ်သူပဲအိမ်မှာမကူတန်းတော်လဲအိမ်အသီးသီးမှာအတွင်ရေပေါင်းစုံကိုသူသိနေတယ်သူမမှာအရက်ထဲမှာပစိုးလေးအစားကလေးအင်ကြီးအစားအချုပ်လက်ခံတတ်တာကြောင့်သူတို့တံမှာတရင်စုံစုဆောင်ရမိဟန်တူတယ် သူကလည်းပြန်၍မေးတက်ပြောတတ်ပုံရှာတယ်။ဟိုမက်လိုင်တို့အိမ်ချင်းကမိမချောလေးဟာလေကျမဆက်ကြောက်ရင်သူမကလေးပခက်လွှဲရင်စကားပြောမိကြတယ်။မမတ်နုလားမဟုတ်ပါဘူး။သူကတိန်ကျော်ပဲဟာဒီအိမ်နဲ့ကက်ရဲ့ချင်းရင်အိမ်ကပိန်သေးသေးကိုပြောတာ။ကျမချင်းရင်အိမ်ကိုလှမ်းကြည့်မိရာပြတင်းပေါက်မှာတက်တိုက်ဆိုင်ဆိုင်အဲ့ဒီအမျိုးသမီးကိုလှမ်းမြင်လိုက်ရပြီးမလုံမလဲဖြစ်သွားမိတယ်။ သူ့ယောက်ျားအိမ်မှာမရှိဘူး။မက်လိုင်ကဆက်ပြောတယ်။နေမှာအလုံးလုံးလို့လား။ကျမတက်ဖက်မှာကြားသွားမှာဆိုပြီးတူတူပြန်မေးရတယ်။မက်တင်လိုင်ကလည်းစကားကိုခက်အေးအေးပြောတတ်တာကြောင့်သူ့အတန်းအသိမကျေပါ။သို့တော့သူကလည်းပျော့ပျော့နဲ့နန်းနဲ့ကြောင်ချီပါ။ဘဲရလား။နေမှာအလုံးလုံးရမှာလေ။မယံငယ်ယူထားတယ်လေ။မယံငယ်အိမ်မှာပဲအမြဲနေတာ။သူ့စီတခါတလေမှလာတာ။လာရင်လည်းခဏလေး ပတ်စံတောင်မှမှန်ပေးတာမဟုတ်ဘူး။အိုးဟုတ်လား။သူ့ကြည့်ရတာချစ်စရာလေးပါ။သူ့ယောက်ျားဘာကြောင့်များဒီလိုလုပ်ရပါလဲ။ကျမတကယ်ပင်မိမချင်းစာနာပြီးစိတ်မကောင်းစွာပြောမိတယ်။အော်အေးအေးရဲ့လှတာလှတာတခြားသူ့မှာအယိုးကြီးရှိတာဟိုမိန်းမခက်တောင်းတောင်းရဲ့သူ ပြောလိုက်ပုံကြောင့်ကျမမှာရဲရမလို့လန့်ရမလို့ဖြစ်သွားကောင်းမောင်ပြောမှုတဲ့စကားတခုကိုလည်းတွားတရီရမိ၍ တကယ်များလားလို့စိတ်ပူသွားမိတယ်။အေးအခုတလောတိတ်ပိန်တာပဲ။ကျမ်းမာရေခရူးဆိုင်အောင်။ပိန်ကြည့်ကြည့်လေးနဲ့မလာတော့ရင် မောင်ကပြစ်သွားမှာ။အဲ့ဒီချိန်ကတော့မောင်နောက်ပြောင်းပြောတာပဲလို့ခရူးမထားမီ။ယခုမှအေးနောက်ကိုရုတ်ကြမတော့ခရူးဆိုင်မှာလို့တွေးလိုက်မိသေးတယ်။အေးရဲ့မမတ်နှုတ်ကြီးကလေသူ့ယောက်ျားကိုအေးမြင်ဘူးလား။ဟင်အင်းမမြင်ဘူး။ဟိုသူ့သားအရွယ်လောက်ငငယ်လေးဟာအေးရဲ့ ဒါကြောင့်သူကလည်းသူ့ကိုယ်သူနှုအောင်အမြဲပြင်ဆင်နေရတာ။ကျမအင်ကြီးချုပ်ပြီးပြန်လာခဲ့လို့သာဆက်နေရင်ကျမတရင်အဆောင်ကြားရအောင်မယ်။နောက်နှစ်ရက်ခန့်အကြာမမ်းမြတန်းနဲ့ကျမအင်ရှိတွင်ထိုင်နေကြရင် ကျမအင်ရှိကြီးမှရှက်စရာလို့အတင်းညင်းတော်လဲမမ်းမြတန်းကကျမကောင်အတင်းဆွဲ၍တန်းရှာပေးနေစဉ်ဒေါ်နုနုတယောက်အိမ်မော်တက်လာတယ်။သူ့မျက်နှာထားခက်တင်တင်မို့ကျမစိတ်ထဲတမျိုးဖြစ်သွားမိတယ်။ ထိုင်လေးမမတ်နုမထိုင်မအောင်ပြောစရာရှိလို့ကျမအန်အားသင့်နေစဉ်သူကပင်ဆက်ပြောတယ်လက်တစ်ဖက်ကိုလည်းခါတွင် ထောက်ထားလိုက်သေးတယ်လက်ညှိုးတငေါငေါင်မထိုးယုံတမဲဒီမှာအေးအေးရပြောတယ်ဆိုနုနုကိုတူလောက်သားအရွယ်လောက်လေးလင်လုံနေတဲ့မိန်းမလို့ရုပ်တရက်ကျမဘာပြန်ပြောရမှန်းမသိမနေ့တနေ့ရမှရက်ွက်ထဲပြောင်းလာပြီးဒီလိုစာလို့ရတော့ဘယ်ရမလဲနုနုတို့ကဒီမှာကိုပါအိမ်နဲ့နေ ကိုပိုင်အိမ်နဲ့မြေနဲ့အခြေတကျနေကြတာမလို့တမတပုတ်လေလေမပြောပါနဲ့ကိုနဲ့မဆိုင်တာကို့ဘာသာအေးအေးဆေးဆေးနေပေါ့အေးနူးနူးတို့အကြောင်းမသိသေးလို့ထင်နေဟွန်းဟွန်းနေပါအောင်မမအဲနူးနူးရဲ့အေးရနူးနူးတို့အကြောင်းဘာမှ သိတာမဟုတ်ပါဘူးမက်လိုင်ရပြောပြရင် စကားဆက်မိလို့တူလာတာလာထင်မိတယ်လို့ပြောမိတာအေးတင်တာကိုအမှန်အတိုင်းပြောပြတာဘာဖြစ်တယ်လဲ ပထမအေးအေးဆေးဆေးပြောမယ်စိတ်ကူးတော့လဲပြောရင်ဒေါသဖြစ်လာတာကြောင့်ရန်တစ်တလို့អော်ပြောမိတယ်မမြတန်းလည်းမခံချင်ဟန်နဲ့ဝင်ပြောတယ်။အိုးပြောပြောတယ်ပေါ့ဘာဖြစ်သေးလဲဟုတ်တာပြောတဲ့ဥစ္စာဒီနောက်တင်ရန်မွေရာဒေါနုနုနဲ့မမြတန်းတို့ရဲ့ပွဲဖြစ်သွားတော့တယ်။ဘယ်တော့မှမျက်မှောင်ကျုံးနေကြတယ်မသိငယ်ကျူးငယ်နာတွေဖော်ပြီးអော်ကြားဟစ်ကြတော့တယ်။တဖက်အိမ်မှာမက်လိုင်းက မျက်စိအပြူသားနဲ့ကြည့်နေတယ်။ဒေါ်ဆတ်စုကလည်းလာရောက်ပြန်ပြေးတယ်။သူ့ယောက်ျားမယံငယ်ယူတဲ့ဆိုတဲ့အမျိုးသမီးဟာမျက်ထောင်နေနေနဲ့အိမ်ရှိမှလာရက်ကြည့်နေတာကိုလည်းတွေ့လိုက်ရတယ်။နောက်မှတိလိုက်ရတာကထိုအမျိုးသမီးဟာကျမနဲ့မက်လိုက်ပြောသမျှကိုနားပါပါနဲ့နားထောင်နေပြီးတစ်ဖက်မှဒေါ်နုနုတို့ကိုလှုပ်လိုက်ခြင်းဤရှက်တယ်သိရှက်တယ်မနေခြင်းမူဒီရောက်ကမှမနေခြင်းတော့လူညံ့တွေကြားတဲ့နေရတာကိုပါလူညံ့ဖြစ်တယ် တက်တက်နဲ့တကူရံဖြစ်ဘူးတာမဟုတ်အခုတော့ရှက်စရာထိုနေ့မှစ၍မောင်ပြန်လာတိုင်းကျမရဲ့တတွတ်ညင်းညူတမ်းပင်ဖြစ်တဲ့မောင်နောက်နေ့မနေ့အလုံမသွားမီအတိန်ကျမအိမ်ပြောင်းရန်အိမ်ရှာဖို့အကြောင်းကိုလည်းအမြဲနားပုံနေမိတယ်တခါတရံမောင်စိတ်မရှိရပြန်អော်လင်းလင်မယားကတော့ကစားဖြစ်ရသေးတယ်ယခုတလော မောင်ကညနေနောက်ကျမှပြန်လာတတ်တော်၍ မနဲ့အစောကြီးပြန်ထွက်သွားလေးရှိတယ်။ကျမနဘူးနဆာလှုပ်၍တိတော်လဲ။ကျမမလျှော့။အိမ်ထက်ရှာရန်မောင်းကိုနားပူမြင်ပူတယ်။ဒီအိမ်ဟာအိမ်လားကဈေးကြီးတယ်။နှွေးဆိုရင်မီးကြောက်ရတဲ့စသဖြင့်လဲအမျိုးမျိုးအကြောင်းပြတယ်။ကြာတော့မရစကားပါ၍ပဲလား။နားပူမခံနိုင်၍ပဲလားတော့မသိ။အိမ်ပြောင်းမယ်လို့မောင်းကပြောလာ။ယခုပြောင်းရမယ့်အိမ်ဟာမြို့လေက မဟုတ်တော့လဲ။ မြို့နဲ့နေတဲ့နေရာအိမ်ကလည်းတိုက်ခန့်အိမ်တီးတန့်တိုက်ခန့်ဖြစ်တယ်။ကို့အိမ်တကားကိုပိန်ရီတီးတန့်နေထိုင်နေ။ဘာပဲဖြစ်ဖြစ်အိမ်ပြောင်းလိုက်ရပြီကျမပြောလိုက်တဲ့ဖြစ်ချင်းယခုအိမ်တွင်မောင်အလုတ်သွားရင်အိမ်တကားပိန်ရီကျမတို့သားမေးနှစ်ယောက်တည်းနေလိုက်တယ်။ဒေါငယ်ကလည်းမြောင်းမြရှိသူ့သမီးထံသွားလည်နေတယ်။တားကတော့အိမ်လည်းမထွက်ရတာကြောင့်ပြင်းနေဟန်တူတယ်။ကျမနာတာအမြဲကန်နေတယ်။ ရခိုင်အိမ်မှာတော့အိမ်နီးချင်းတွေကအထူးသဖြင့်ဒေါ်ဆတ်စုဟာကုညီထိမ့်ပြီးတားရဲ့တာဝန်မှာကျမမမရှိလာပါယခုတော့ကျမမစာရေးဖို့ဝေးစားအိမ်အလုပ်ပင်ကောင်းကောင်းမလုပ်နိုင်တော့ပါ နေ့စဉ်မောင်းအလုံမသွားခင်ဈေးကိုပြေးသွားရတယ်ယခုအိမ်နီးချင်းတွေနဲ့ကတော့ကလေးအပ်ထားလို့လဲစိတ်ချရပုံမပေါ်ပါ ကျမတို့ကိုလည်းလုံးဝစိတ်ဝင်စားပုံမရှိချင် ဒီတခါတော့ခက်တီတီနေမယ်လို့ကျမကြုံရတော့လေသူတို့ကကျမထက်ဆဲစတဲ့နေနေအိမ်ပြောင်းကစားတေချာချကြစင်ပင်ဘသူမှ ပြူရွေပင်ဝင်မကြည်အနေကြလာတဲ့အချိန်ဘသူနဲ့မှနှုတ်မဆက်ဘူးသေးချေလမ်းတွေ့ရင်လည်းခက်တီတီမသိတလို့ပါတနေ့နေ့လယ်ပတ်ကျမမှရုတ်တရက်ကိုပူ၍နေမကောင်းဖြစ်လာမိတယ်တိရောက်တဲ့ကလေးကလည်းတပတ်နဲ့မို့မအောင်ဖုံးဆက်ကောမဲလို့ တယ်လီဖုန်းရှိရာစဉ်းစားတော့လဲအများသောဖုန်းဟာအနည်းအနားတွင်မရှိပါတပတ်ခန်းမှာတော့တယ်လီဖုန်းရှိဟန်တူတယ်ကျွန်မတပတ်ခန်းကိုလူခေါ်ပဲလေးနှိပ်လိုက်စဉ်အထဲမှာချောင်းကြည့်ပြီးတကားလေးဖွင့်ပေးပါတယ်အရေးကြီးလို့ဆက်ရတဲ့အကြောင်းကျွန်မတောင်းတမှန်မှန်ပြောလိုက်တော့လဲအင်ရှင်အတော်ကြီးဟာရုတ်တရက်စကားမပြန်ပဲအကြောင်းသားပြန်ကြည့်နေတယ်ကျွန်မဘာလို့ရမှန်းမသိရှက်တယ်လို့ဖြစ်သွားမိတယ် အတန်ကြာမှဆက်လေလို့စိတ်မပတပါဖြစ်တယ်။ရောင်းမီလက်စားမှုဖုံးကိုမြန်မြန်ပြောပြီးလိုရမရယူလာခဲ့တဲ့မက်ဆေ့တစ်စိတ်ကိုလည်းထားခဲ့ရကောင်းလို့ဖြစ်မိသေးတယ်။နောက်ဆုံးကျေးဇူးတင်ပါတယ်ဆိုတဲ့စကားတခုကိုသာခရုရုပြော၍ပြန်ထွက်လာရနောက်မှတန်တကားကိုခက်ဆောင်ဆောင်ဆွဲပိတ်လိုက်တံကိုစိတ်မချမ်းသာစွာကြားလိုက်ရသေးတယ်။ဒီနေရာရောက်မှကျမအလွန်ကြီးငွေလာမိတယ်။ မမြတန်ဝင်လဲအောင်းမိတယ်လို့ရှိတယ်။ဘာပဲဖြစ်ဖြစ်နေမကောင်းမှုဆိုရင် ပြပြတယ်လဲလာပြုစုပေါ်ရတယ်။ဒေါ်ဆတ်စုကြီးတည်ပင်စံမြုပ်တစ်ခွက်တော့လာတိုက်တက်သေးတယ်။ယခုတော့ကျမမအဖော်မဲ့နေရကြပြီ။ကလေးတစ်ဖက်နဲ့အိမ်အပြင်လဲမထွက်တတ်တဲ့ကျမအဖိုးအချားသွားစရာလမ်းမရှိ အလူအတန်တာရေးနာရေးလဲဘသူမှလာမဖိတ်ပါ။တလောကအပေါ်ရက်တွင်ဧကံပွဲတစ်ခုခုလှဟန်တူတယ်။ ကားကြီးကားငွေတွေလာလိုက်ကြသည်မှာကျမတို့အိမ်ရှိပင်ပြည့်ကျက်သွားတယ်။စားကြတောက်ကြပျော်ကြပါကြသည်မှာလဲညနေတကောင်တိုင်းပဲမိသည့်အထိတ်မတ်ပွဲကိုဘသူရိယကျင်းပတာဟုတ်ရင်ကျမတို့မသိပါ။တနင်္ဂနွေနေ့မောင် အလုတ်မသွားရ၍ကျမတို့သားမိသုံးယောက်အေးအေးလူလူနေထိုင်ကြစဉ်လူခေါ်ဘဲကိုတအားနှိပ်လိုက်တန်ကိုကြားရတယ်။တကားဖွင့်လိုက်ရင်တော့မှ ကျမရဲ့ဒေါ်ကြီးဖြစ်သူဒေါ်ငယ်ဟာ သူ့ထုံစံအတိုင်းစကားကိုအော်ကြီးဟစ်ကြဲပြောလျက်ဝင်လာတော့တယ်။တကယ်တော့ညီတို့အိမ်ရှာရတာလဲခက်ပြက်ကြီးလူပြောင်ရှာရတာကြာနေရပဲ။ငါကလည်းအိမ်နံပါတ်မေ့သွားလို့အောင်တပြေစာအုပ်တိုက်ကဥမောင်မောင်အိမ်လို့မေးလိုက်တာဘသူမှမသိဘူးတဲ့အေး။ငါအံ့ဩတာညီတို့ဟိုဘက်ခန်းကတောင်မသိဘူးတဲ့။အံ့ရောမေးတဲ့သူတော့စားတော့ဝါတော့မလို့ပြန်ကြည့်လိုက်သေးတယ်။တကယ်တင်ဒေါ်ကြီးကသူ့ထုံစံအတိုင်း တကယ်လေဆိုတဲ့စကားကိုတုံးရီတုံးရီပြောနေတယ်။နေပေါင်းဒါနဲ့အရင်အရာဘာဖြစ်လို့လဲ။အရင်အိမ်ရလား။ဟုတ်။အင်းအခုအိမ်ကပိုကောင်းလို့ပေါ့ဒေါ်ကြီးရဲ့ရက်ွက်ကလည်းဒီကပိုကောင်းတယ်လေ။ဟိုမှာရက်ွက်ကလည်းဆက်ဆက်ဆူဆူရှုပ်ရှုပ်ရှက်ရှက်နဲ့ရံဖြစ်ကြပါကြနဲ့။စိတ်ရှုပ်လို့မနေချင်တာနဲ့။အမလေးတော်တကယ်လေဒီလိုပဲပေါ့။တယောက်နဲ့တယောက်အခက်မသိရင်ရံဖြစ်တတ်တာပဲ။ ပြီးတော့ရင်းရင်းနေနေရိုင်းပင်းကုန်ကြီးလို့အရေးရှိရင်အားလဲကိုရသေးတယ်အခုနေရာအဖြစ်တကတဲ့တယောက်နဲ့တယောက်ဟိုဘက်ဒီဘက်အိမ်ကြီးချင်းကတ်နေတာတော့အတိလောက်ဖို့မရဒါမျိုးတွေပေါ့မြို့လေကောင်နေကင်းကြောင်တောင်လူတက်မှုတွေဓမြတိုက်မှုတွေ ဖြစ်လို့တောင်ဘသူအားမှမသိကြောက်စရာအေးတကတဲ့ဒေါ်ကြီးကပြောရင် မောင်းဘက်ကိုလှည့်၍ကျမကိုမင်းငေါပြကပြောလိုက်သေးတယ်သူအဖြစ်ဒီလိုပါပဲ ဟိုမမနေခြင်းမူဒီမမနေခြင်းမူနဲ့အတော်ကြီးတူတဲ့ကောင်မကျမဘာမှပြန်မပြောမီတကယ်တော့နောက်ထပ်ဘလို့နေရာမျိုးမှာ နေခြင်းပါတယ်လို့ကြီးတူရမှာဘင်းကျမမသိတော့ပါချင်းဟုတ်ကဲ့ပါရှင်အခုခေတို့ channel ကနေတင်ဆက်ပေးခဲ့တဲ့စာရေးသူမိုးမိုးအင်ယာရေးသားထားတဲ့အိမ်နီးချင်းဆိုတဲ့ဇလန်းလေးရတော့ပြီးသွားပါပြီဇလန်းလေးကိုကြိုင်နေတတ်တဲ့ဆိုရင် channel လေးကိုလည်း like နဲ့ subscribe button လေးနှိပ်သွားပေးပါဦးနော်အဆုံးထိနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်